ိုးနှောင်းလိုက်နေသည့်ငွေအနှစ်ချုပ်ဒီစာအုပ်ကဆရာခင်မောင်ညိုရဲ့စီးပွားရေးဆိုင်ရာစာအုပ်တအုပ်ဖြစ်ပြီးငွေကြေးစီမံခန့်ခွဲမှုနဲ့ဘလို့လုံးမှငွေကကိုးနှောင်းကိုလိုက်လာမလဲဆိုတဲ့အကြံဉာဏ်လေးကိုရိုးရှင်းစွာရှင်းပြထားတယ်။သူကမြမလူပေါင်ထဲမှာနေ့စဉ်ဘဝမှာတုံးလို့ရတဲ့လက်တွေ့ကြတဲ့နည်းလမ်းတွေကိုအဓိကထားရေးထားတာ။အခုကစပြီးအဓိကအချက်တွေကိုဖမ်းပြီးပြောပြမယ်။ငွေကိုအိတ်မထားနဲ့အလုပ်လုပ်ခိုင်းပါ ဆရာခင်မောင်ညိုကငွေဆိုတာဘန်ထဲမှာတင်ထားရုံနဲ့မလုံလောက်ဘူးလို့ဆိုတယ်။ကို့မှာချိလဲငွေကိုအလုပ်လုပ်ခိုင်းရမယ်။ဆိုလိုတာက stock share အင်ချမ်းမြေဒါမှမဟုတ်ကိုပိုင်စီးပွားရေးလုပ်ငန်းလေးတစ်ခုမှာရင်းနှီးမြုပ်နှံပြီးတိုးပွားလာကိုလုပ်ရမယ်တဲ့။ဥပမာမိမစုထားတဲ့ငွေတသိန်းရှိတယ်ဆိုပါစို့။အဲ့ဒါကိုဘန်ထဲထည့်ထားရုံနဲ့မကပဲတစုံတစ်ခုမှာတုံးပြီးအမျက်ရအောင်လှုပ်ဆောင်ဖို့အကြံပေးတယ်။စုဆောင်လာကအရေးကြီးတယ်။ငွေရှာရုံနဲ့မပြီးဘူး။ စုဆောင်ပြီးစီမံရမယ်တဲ့သူကလစဉ်ဝင်ငွေရဲ့10က20ရာခိုင်နှုန်းလောက်ကိုစုဖို့အကြံပေးတယ်ပြီးတော့မလိုအပ်တဲ့အသုံးစရိတ်တွေဥပမာအပြင်မှာထမင်းစားတာတို့မလိုအပ်တဲ့ PC တွေဝယ်တာတို့ကို short ချဖို့ပြောထားတယ်ဒါမှအနာဂတ်မှာအရေးပေါ်လိုအပ်ချက်တွေအတွက်ငွေရှိနေမယ်လေအခွင့်အလမ်းတွေကိုမျက်စိဖွင့်ထားပါစီးပွားရေးမှာအခွင့်အလမ်းတွေကအမြဲရှိလေလို့သူကဆိုတယ် ဒါပေမဲ့အဲ့ဒီအခွင့်အလမ်းတွေကိုမြင်ဖို့မိမဘဟုတုတရှိရမယ်တတိထားရမယ်ပြီးတော့ရဲရဲဝံ့ဝံ့ဆုံးထည့်ရမယ်ဥပမာမင်းရဲ့မြို့မှာလူတွေကအစားအသောက်ဆိုင်လေးတွေကိုကြိုက်နှစ်တတ်နေတယ်ဆိုရင်အဲ့လိုဆိုင်လေးတစ်ဆိုင်ဖွင့်ဖို့စဉ်းစားကြည့်တာမျိုးလူတွေနဲ့ဆက်ဆံရေးကလည်းအရေးကြီးတယ်ငွေရှာဖို့ဆိုရင်ကိုတယောက်သေးလို့လို့မရဘူး ယုံကြည်ရတဲ့လုပ်ဖို့ကင်ဖက်တွေအကြံကောင်းပေးတဲ့တင်ငယ်ချင်းတွေဒါမှမဟုတ်စီးပွားရေးလုပ်ဖို့ကူညီပေးနိုင်တဲ့သူတွေနဲ့ဆက်ဆံရေးကောင်းထားဖို့လိုတယ်တဲ့ဒါကမင်းရဲ့စီးပွားရေးကိုပို့အဆင်ပြေစေတယ်မြမအလူပေါင်းနဲ့ kwai ညီအကြံဉာဏ်တွေဒီစာအုပ်ရဲ့အာသာချက်ကမြမရဲ့ဈေးကွက်အခြေအနေလူတွေရဲ့နေစဉ်ဘဝပြဿနာတွေနဲ့ရောရွယ်ပြီးရေးထားတာတယ်ဥမာမြမပြီးမှစီးပွားရေးလုပ်တဲ့အခါဈေးကစားတာတို့ပိုက်ဆံချေးတာတို့အစိုးရရဲ့စီမင်းတွေကိုဘလို့ကြိုက်တွေရမလဲဆိုတာမျိုးတွေကိုလက်တွေ့ကြကြရှင်းပြထားတယ် ဘာကြောင့်ဒီစာအုပ်ကအရေးကြီးလဲယူရှင်းတယ်ဆရာခင်မောင်ညိုကဘောဂဗေဒလိုခတ်တဲ့အကြောင်းအရာကိုယိုယိုလေးနဲ့ဥပမာတွေပုံပြင်လေးတွေနဲ့ရှင်းပြတယ်ဒါကြောင့်စီးဝါးရေးမတိတဲ့သူတောင်ဖတ်လို့ရတယ်လက်တွေ့သုံးလို့ရတယ်သူပြီးတဲ့အကြံဉာဏ်တွေကစာတွေ့မဟုတ်ဘူးဥပမာဖဲချက်ဘလို့ချမလဲအကျွေးဘလို့ရှင်းမလဲစီးဝါးရေးမှာဘလို့စွန့်ရမလဲဆိုတာမျိုးပါတယ်စိတ်သက်တိုက်ကြွယ်စီတယ်ဒီစာအုပ်ကငွေကြီးအကြောင်းနေမဟုတ်ဘူးမင်းကိုယ်တိုင်ကိုယုံကြည်မှုရှိလောက်အောင်စွန့်ရရေးကြီးစူးစမ်းဖို့တောင်းအားပေးတယ် ဘသူတွေဖတ်ဆင်တယ်လဲငွေကြေးစီမံခန့်ခွဲမှုကိုအခြေခံကစလေ့လာခြင်းတဲ့သူတွေကိုပိုင်စည်းဝါးရေးလုပ်ငန်းလုပ်မယ်လို့စဉ်းစားနေတဲ့သူတွေမြမဈေးကွက်နဲ့꽌နေတဲ့အကြံရတဲ့လိုချင်တဲ့သူတွေနီးကုန်ဒီစောက်ကမင်းရဲ့နေ့စဉ်ဘဝမှာငွေကြေးကိုဘယ်လိုစီမံမလဲဘယ်လိုတိုးပွားအောင်လုပ်မလဲဆိုတာကိုမြမလူပောင်နဲ့ရောရွက်ပြီးလမ်းညွန်ပေးတဲ့စောက်တအုပ်ပဲဆရာခင်မောင်ညိုးရဲ့ရေးဟန်ကရိုးရှင်းပြီးဖတ်ရကစိတ်ဝင်စားဖို့ကောင်းတယ် ငွေကိုကိုးနောက်လိုက်လာအောင်လုပ်ချင်တယ်ဆိုရင်ဒီစာအုပ်ထဲကအကြံဉာဏ်တွေကအတော်လေးအသုံးဝင်မှာပါ